မိတ်ဆွေများလုံးပဲမင်္ဂလာပါရှင်ဗရာဗီတာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ကြပေးမှာကတော့ဆရာပန်ပေါ်သိန်းဖေးရှင်းတာထားတဲ့လူဝင်ဆန္ဒတွေပေါ်ကန့်သတ်မှုထားပါတင်တင်များတာတဲ့အဟုန်နဲ့လှုပ်လှုပ်ပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင် လူရင်စန္ဒာဆိုတာတခုခုသို့မဟုတ်တခုထပ်ပေါ်တာကိုလိုချင်ချင်းတခုခုတခုထပ်ပေါ်တာကိုဖြစ်ချင်ချင်းကိုပြောတာပါ ဥပမာကားတစီပိုင်ချင်တယ်ချမ်းသာချင်တယ်ဆရာဝန်ဖြစ်ချင်တယ်စတာတွေပေါ့ လူရင်စန္ဒာဆိုတာရှိတင်တယ်လူရဲလို့ဖြစ်လာရင်လူရင်စန္ဒာတွေရှိရမယ်လူရင်စန္ဒာမရှိသူဟာရီမှန်းချက်ကိမဲ့သူဖြစ်တယ်အခုပြောတာကလူရင်စန္ဒာတွေကိုကန့်သတ်မှုထားဖို့ပါဘာကြောင့်ကန့်သတ်မှုထားပါလို့ပြောရတာလဲဆိုတော့အဖြေကကန့်သတ်မှုမထားရင်လူရင်စန္ဒာတွေဟာဘယ်တော့မှတင်းတင်းရောင်ရဲမှမဟုတ်လို့ပါ လူရင်စန္ဒတစ်ခုပြေးသွားပြီးရင် မျက်လဲလိုပဲနောက်ထပ်လူရင်စန္ဒအသေးတစ်ခုတင့်ကောင်ထဲရောက်လာမှာပါအိမ်နဲ့ပတ်သက်တဲ့ဥပမာတစ်ခုပေးရရင်တော့ပထမတော့တင်ရအခုလက်ရှိနေတဲ့အိမ်ခန်းထက်ပိုကျယ်တဲ့အိမ်ခန်းတစ်ခုခုရရင်ငါသိပ်ပျော်မှာပဲလို့လူရင်စန္ဒတွေဖြစ်ပေါ်တယ်မကြခင်အဲ့ဒီလူရင်စန္ဒတွေပြေးသွားတယ်ပိုကျယ်တဲ့အိမ်ခန်းကြီးတစ်ခန်းကိုဝယ်လိုက်နိုင်တယ်အဲ့ဒီစန္ဒပြေးသွားပြီးပြန်တော့ငါကိုယ်ပိုင်အိမ်တစ်လုံးဝယ်နိုင်ရင် တိတ်ပြောမှာပဲဆိုတဲ့စန္ဒာဖြစ်ပေါ်လာပြန်တယ်။အဲ့ဒီစန္ဒာပြည့်သွားလို့တတိမထာမိဘူးဆိုရင် နောက်ထပ်လိုရင်စန္ဒာတွေဇက်တိုက်ပေါ်လာပါလိမ့်မယ်။အိမ်အတွက်အဖိုးတန်ပရိဘောကတွေဝင်နိုင်ရင်သို့မဟုတ်အိမ်ဝင်းထဲမှာဥယျင်ပန်းကြံတခုထားနိုင်ရင်တိတ်ပြောမှာပဲစတာတွေပါ။လူချင်းတဲ့စရင်ဟာဘယ်တော့မှပြီးဆုံးမှာမဟုတ်တလို့ပူပူပြီးများလာမှာဖြစ်တယ်။ အခုပြောတဲ့လူရင်းဆန္ဒတွေဟာအိမ်အတွက်ကြီးမဟုတ်ဖယ်ကာအဝေးအစားပစ္စည်းကိရိယာနဲ့အရာအလုံးတွေ ပေါ်မှာလည်းဖြစ်ပေါ်နေမှာပါဒါပေမဲ့လူရင်းဆန္ဒတွေဟာရုပ်ဝိထုပစ္စည်းတွေကြီးအတွက်ပဲဖြစ်ပေါ်နေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့မျှော်မှန်းချက်တွေကိုပါ ကူးဆက်ပြီးအမြဲတမ်းမကြေမနက်အာမရဖြစ်လာစေတဲ့ဥပမာကျွန်တော်သမီးဟာအเจ้าကပြောဘောလုံးပြိုင်ပွဲမှာ ကိုတကူစသွင်းလိုက်တာနဲ့သူ့နောက်ပြိုင်ပွဲတွေမှာကိုနှစ်ကိုသွင်းမယ်လို့ကျွန်တော်မျှော်လင့်လိုက်မိတဲ့သူရဲ့စာမွေးပွဲအမှတ်စရင်းကိုကြည့်လိုက်တော့ဘာသာရပ်အားလုံးမှာ B အဆင့်မဲတွေ့ရတာကြောင့်သူ့ဘာသာရပ်အားလုံးမှာ A အဆင့်မရလို့ဆိုပြီးကျွန်တော်စိတ်ထဲမှာမကြည်မနှက်ဖြစ်မိတဲ့တခါမှတင့်ရဲ့ချစ်သူဟာချိန်သားတဲ့အချိန်ထက်နောက်ကျပြီးမှရောက်လာတယ် ။သူဟာအရင်ကချိန်ထားတဲ့အချိန်မှချိန်မီအမြဲရောက်လာနေကြပါ။အခုသူနောက်ကျရောက်လာလို့တင်ဟာသူ့ကို အရင်ကမင်းအမြဲတမ်းအချိန်မှန်ရောက်လာခဲ့တယ်။ဒီတခါနောက်ကျတာကိစ္စမရှိဘူးလို့ဖြည့်သိမ်းစကားပြောရမယ့်အစားအပြစ်တင်စုမိတယ်။ဒါမှမဟုတ်တင်ဟာညစာကိုအကောင်းဆုံးကြိုးစားချက်ပြုတ်သွားပြီးမှဒီထက်ပိုကောင်းအောင်ဘာကြောင့်မချက်နိုင်ရတာလဲလို့စဉ်းစားပြီးမကြေမနက်ဖြစ်နေတယ်။ ဒါဆိုရင်ညှော်မှန်းချက်နဲ့ပတ်သက်တဲ့လူရင်းဆန္ဒတွေရလေအမြဲတမ်းဖြစ်ပေါ်နေတတ်တယ်ဆိုတာကို သင်သဘောပေါက်ပြီလို့ထင်တယ်။သင်ရဲ့လူရင်းဆန္ဒတွေပေါ်ကန့်သတ်မှုထားခြင်းဟာလူရင်းဆန္ဒတွေပြီးမှပျော်ရှင်ရမယ့်အစားအခုပျော်ရှင်နိုင်တယ်ဆိုတာကို သတိပေးလိုက်ပါတယ်။နောက်ပြီးဘယ်တော့မှပြီးဆုံးမှမဟုတ်တဲ့လူရင်းဆန္ဒတွေထက် လက်ရှိပိုင်ဆိုင်နေတာတွေကိုအာယုံဆိုင်စေပြီးအဲ့ဒီလိုပိုင်ဆိုင်ခွင့်ရတာကိုလည်းကျေးဇူးတင်ဖို့တတိပေးပါတဲ့ကျေးဇူးတင်ခြင်းကပျော်ရွှင်မှုနဲ့တင်းတင်းရောင်ရဲခြင်းကိုဖြစ်ပေါ်စေတယ်။လူအင်ဆန္ဒတွေပေါ်ကန့်သက်ခြင်းဆိုတာတင့်ကိုတင်ပြထန်ထားတာဖြစ်တယ်။တစုံတရာခိုင်းစီလိုလောက်ရတာမဟုတ်ဘူး။တင်းဘဝကိုပျော်ရွှင်စေဖို့အဲ့ဒါကိုရွေးချယ်လိုက်ခြင်းပါ။ ကျွန်တော်ခုပြောခဲ့တဲ့အကြောင်းတွေကထက်ခါထက်ခါမရနာပဲပို့ပြီးလူချင်းနေတာပို့ပြီးပြီးပြည့်စုံတာတွေကိုရမယ်ဆိုရင်တင်ပြောရှင်မယ်စိတ်ချမ်းသာမယ်လို့လက်ခံယုံကြည်နေခြင်းပါအဲ့ဒါမှန်တယ်မမှန်ဘူးဆိုတာတင်ကိုယ်တိုင်ပဲဆုံးဖြတ်ပါဒါပေမဲ့အဖို့တန်ပစ္စည်းတွေလူနေမှုအစဉ်မြင်မြင်တွေပိုင်းဆိုင်ပြီးပြည့်စုံတဲ့ဘဝကိုရပြီဆိုမှ ပျော်ရှင်နေမယ်လို့ထင်နေရင်ယုံကြည်နေရင်သင်မှားနေပြီလို့ကျွန်တော်ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့စကစောကပြောခဲ့တယ်လို့ပဲလူဝင်ဆန္ဒတွေကိုဘယ်တော့မှရောင်ရဲတင်းတိမ်မှုရှိမှာမဟုတ်လို့ပါ။ဒီစကားလေးတွေကိုမှတ်ထားပါ။ပိုရလို့ပိုကောင်းတယ်ဆိုတာ မမှန်ပါဘူး။ ပို့ရှိခြင်းဟာပျော်ရှင်စေမှာမဟုတ်ဘူးလုံလောက်ခြင်းနဲ့တင်းတင်းရောင်ရဲခြင်းဟာစိတ်ချမ်းသာမှုကိုဖြစ်စေတဲ့တကယ်လို့အခုပြောပြခဲ့တဲ့လူဝင်ဆန္ဒတွေပေါ်ကန့်သတ်မှုထားပါနီးကိုစမ်းလို့ကြည့်မယ်ဆိုရင်အရင်ကမစင်စားခဲ့မိခဲ့တဲ့ရောင်ရဲခြင်း အာရကျင်းတဲ့ခြင်းရဖို့လမ်းကြောင်းကို ရှာတွေ့သွားမယ်လို့ကျွန်တော်ယုံကြည်တယ် နှစ်သက်ပျော်ရှင်ဖွယ်ကောင်းတဲ့ဘဝကိုရရှိမှာဖြစ်တယ်လို့လိုချင်တာလိုအပ်တာတွေကိုလည်းရမှာဖြစ်တဲ့ဘယ်လိုပဲဖြစ်ဖြစ်တင်ဘဝဟာပိုပြီးရိုးရှင်းလာတယ်လို့နေရတာလည်းအဆင်ပြေလာမယ်စိုးရင်တော့ကားတွေစိတ်ဖိစီးမှုတွေလျော့နေလာမှာဖြစ်တဲ့ပြီးတော့လိုချင်တာတွေကိုစဉ်းစားတဲ့အချိန်တွေပါသွားတယ်လို့မလိုအပ်ဖဲစေကြည့်တဲ့ပစ္စည်းတွေကိုဝယ်ယူခြင်းစိတ်လည်းလျော့ပါသွားမယ် ဘဝကိုကျဉ်းနက်လာပြီးသင်ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာမကောင်းဘူးလို့ထင်နေတတ်တဲ့အချင်းဟာလျော့ပါသွားမယ်။အကျိုးရရှိမဲ့စည်ရင်ကမနည်းလာဘူး။သင်ဒီနည်းကိုသေချာဖို့လုပ်ကြည့်မယ်လို့မျှော်လင့်ပါတယ်။လုပ်ကြည့်ပြီးတဲ့အခါလူရင်းစန္ဒာတွေပေါ်ဆွဲလန်းတဲ့သင်ရဲ့အမြင်ပြောင်းလဲသွားမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။သင်တင်းမြတ်တာတဲ့အဟုန်နဲ့အလုံလုံပါ။ ဒီနေ့ခေတ်မှာလူတော်တော်များများဟာအလွန်လင်မြန်တဲ့အဟုန်နဲ့လှုပ်လှုပ်နေကြတယ်လို့ပြောရင်ဘယ်သူမှညင်မှာမဟုတ်ဘူးလို့ထင်တဲ့ ကျွန်တော်တို့ဟာတနေ့တနေ့လုံးတွေများကြည့်လုံးနေကြတယ်မိသားစုစာဝိနေရေးတော်လုံးလုံးကြတယ်တချို့ဆိုရင် အလုံးနှစ်ခုသုံးခုကို တပြိုင်တည်းလုံးကြတယ်အိမ်ရှင်မတွေလည်းအိမ်မှုကိစ္စတွေလုံးကြရတဲ့အပြင်ကလေးတွေနဲ့မိဖို့ဖအိုတွေကိုလည်းကြွေမွေးပြုစုဆောင်ရှားကြရတယ်ပြီးတော့ကျွန်တော်တို့ကလူမှုရေးကိုလက်လှူရှာမှုအလှဒါနပြုခြင်းလှူအားပေးခြင်းနဲ့အပန်းဖြေခြင်းစားတာတွေလည်းလုပ်ကြတယ် အလုတ်တဖန်နဲ့ကြောင်းတဲတင်နန်းတဲကြတဲ့ဒါအပြင်မိမိကိုယ်ကိုကျမ်းမအောင်လည်းဂယူဆိုင်ကြတဲ့မိဘကောင် နိုင်ငံသားကောင်မိစေကောင်တွေဖြစ်ဖို့လဲစူးစမ်းနေကြသည်တဲ့ဒီထက်ကအပျော်ပါကိစ္စလေးတွေလဲလုပ်တယ်ကျွန်တော်တို့ကနေ့စဉ်အလုပ်များကြီးလုပ်နေရတာကိုခံနိုင်ရရှိနေကြတယ်ကျွန်တော်တို့ကအလုပ်တွေများကြီးလုပ်နိုင်ကြရုံမကပဲအလုပ်တွေကိုလျင်မြန်တဲ့အဟုန်နဲ့လဲလုပ်နေကြတယ်အရင်ကခေတ်ဆက်ဆက်အခုခေတ်မှာ ပိုပြီးလင်းမြန်တဲ့အဟုန်နဲ့အလုံးလုံးလာနိုင်ကြတယ်။ဘာကြောင့်အဲ့ဒီလိုလုံးလာနိုင်ရတာလဲဆိုတော့ဤပညာတိုးတက်မှုကြောင့်လည်းပါတယ်။ကွန်ပျူတာတွေ၊ electronic ပစ္စည်းတွေနဲ့တခြားခင်မီဤပညာတွေက ကျွန်တော်တို့ကိုအလုံးလုံးရမှာလွယ်ကူလာစေသလိုမြန်မြန်လုံးလာနိုင်အောင်လည်းအထောက်အကူပေးလာလိုပါ။ ဒါဟာကောင်းတဲ့အချက်ပါဒါပေမဲ့မကောင်းတာတစ်ခုကအလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်လာနိုင်တာနဲ့အမျှလူတွေရဲ့အရာရာကို ချက်ချင်းပြီးစီးခြင်းတဲ့စိတ်ဆန္ဒဖြစ်ပေါ်လာကြပြီးစိတ်မရှိသီးမခံနိုင်ဖြစ်လာကြတယ်ဥပမာတချို့လူတွေဟာ KFC မက်ဒေါ်နယ်တို့လိုအမြန်ပြင်စားတောက်ဆိုင် fast food restaurant တွေမှာမိနစ်နေငယ်လေးပဲတန်းစီပြီး ဝယ်ရတာကိုတီးမခန့်ချင်ကြဘူးတချို့ကကွန်ပျူတာခလုတ်နေပြီးစာဖွင့်လိုက်တာနဲ့ချက်ချင်းအလုတ်တန်းလုပ်လို့မရပဲကွန်ပျူတာကမိနစ်ပိုင်းလောက်ဘော့လုံးနေတာကိုပဲစိတ်မရှည်နိုင်ကြဘူးလမ်းပေါ်မှာယင်ချောပိတ်လို့မိနစ်ပိုင်းလောက်ကရဆောင်ရရင်လည်းစိတ်တို့နေတတ်ကြတယ်လူတွေဟာဘာကြောင့်မိနစ်ပိုင်းလေးလောက်တောင်မဆောင်နိုင်ကြတာလဲအကြောင်းကလူတွေမှာရရာတိုင်းကိုချက်ချင်းပြီးမြောက်ချင်တဲ့စိတ်စံတာဖြစ်ပေါ်နေကြလို့ပါ တကယ်လို့တခုခုကိုမြ мян ထက်ထက်လုံနိုင်ရင်လဲအဲ့ဒါထက်ပိုများအောင်လှုပ်ကြီးချင်ကြပြန်တယ်ကျွန်တော်တို့ဟာတစ်ချိန်တည်းမှာပဲလှုပ်တွေများကြီးလုံနေကြရင်အလုပ်တွေကိုတခုပြီးတခုဆက်တိုက်လုံနေကြတယ်အရင်စလိုကတုတ်ကရက်ပြေးလွှားလုံနေကြတယ်အရင်စလိုလှုပ်ခြင်းကြောင့်ကျွန်တော်တို့မှာစိတ်အနှောက်အယှက်ဖြစ်လာတယ်စိတ်ရှုပ်ထွေလာတယ်စိတ်တူလာတယ် နောက်ပြီးအလုပ်တွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်လုပ်နေရတဲ့အတွက်လက်ရှိလုပ်နေတဲ့လုပ်ကိုအကောင်းဆုံးလုပ်ဖို့အာရုံမစိုင်းနိုင်ကြတော့ဘူးအဲ့ဒီလိုဖြစ်ရတဲ့အကြောင်းကနောက်လို့ရမယ့်အလုပ်ပေါ်မှာအာရုံရောက်နေကြလို့ပါပြစ္ဆုတ်ပံကာလမှမနေပဲအနာဂတ်မှာနေသလိုဖြစ်နေတဲ့ တင်တင်းများတာတဲ့အဟုန်နဲ့လှုပ်လှုပ်ပါဆိုတာဟာစောစောကပြောခဲ့သလိုအလုပ်တွေကိုဇက်တိုင်းမယက်မနာလှုပ်ခြင်းမဟုတ်ပဲအလုပ်တစ်ခုနဲ့တစ်ခုကြားမှာခဏလေးနားလိုက်ဖို့ပါအချိန်ခဏလေးနားလိုက်ရင်စိတ်ကတည်ငြိမ်လာမယ်ပြီးလှုပ်ပြီးသွားတဲ့အလုပ်ပေါ်မှာကျေနပ်နှိမ့်သိမ့်မှုရမယ်နောက်အလုပ်အတွက်ခွန်အားပြေးလာမယ်အချိန်တိုလေးပြီမယ်ရလာမယ်အကျိုးကကြီးမားလာတဲ့တကယ်လို့ကျွန်တော်မှအရင်စလို့ ဖုတ်ဘူးမိတိုင်းလုံရမယ်အလုံး၅ခုရှိနေတယ်။ဒါမှမဟုတ်စိတ်တည်ညံအေဂျင့်စွာနဲ့လုံနိုင်မယ်အလုံး၃ခုရှိနေတယ်။ဘယ်ဟာကိုရေးမလဲ။ကျွန်တော်ကအလုံး၃ခုကိုပဲရွေးမှာပါ။ဒါပေမဲ့အချိန်နေရအလုံးတွေများကြီးကိုမဖြစ်မနေအလောတကြီးလုံရတဲ့အချိန်မျိုးလည်းရှိနိုင်တယ်။ဥပမာတတိကအရေးတကြီးလှုပ်ခိုင်းတာပါအဲ့ဒါကြတော့လေရွေးနေလို့မရဘူးပေါ့ဘာပဲဖြစ်ဖြစ်လှုပ်တွေကိုဇက်တိုင်းမနာရန်လုံးမလား အချိန်အနည်းငယ်လေးတွေချားပြီးလုံးမလားဆိုတာတင့်ပေါ်မှာပဲမူတည်တယ်။တင့်ရွေးချယ်လို့ရတယ်။တင့်ကိုဘယ်သူကမှဘယ်ဟာကိုရွေးရမယ်လို့လာပြီးဩစာပေးလို့မရဘူး။ဒါကြောင့်ကျွန်တော်အကြံပေးချင်တာက လုံနိုင်သလောက်တင့်တင့်မြတ်တာတဲ့အဟုန်နဲ့လှုပ်ချင်းအလုပ်တစ်ခုနဲ့တစ်ခုကြာအချိန်လေးတွေချားပေးခြင်းဟာအကောင်ဆုံးပါ။ ။အဲ့ဒါဆိုရင်တင်းရဲ့စိတ်ဟာတည်ငြိမ်နေမယ်။စိတ်ဖိစီးမှုကကင်းနေမယ်။တင်းဘဝဟာလက်ရှိဘဝထက်အများကြီးတိုးတက်အဆင်ပြေလာပါလိမ့်မယ်။ဟုတ်ကဲ့ပါရှင်။ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့တစ်စုံတစ်ခုခန်းစားရမယ်ဆိုရင်ခုံမှတ်မှရေးခဲ့စေချင်ပါတယ်။ကျမကအပေးတော့စာချုပ်ရေးသမားနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာစန္ဒာတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်သုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများအထင်ပါတယ်ရှင်။